ကြည့်တော့သာတော့ပေါ့ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝေမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ထိခိစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ရဲ့တပ်မဟာလီလက်အောက်ခံတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ထိခိစခန်းကိုစစ်ကောင်စီတပ်တွေလေကြောင်းကနေအင်အားဖြည့်တင်းမှုတွေလှုပ်ဆောင်လာပြီးတဲ့နောက်စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အတွက်မေလ2ရက်နေ့ကအဲ့ဒီစခန်းကိုစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ KNL တပ်မှ၄တာဝန်ရှိသူကဆိုပါတယ်ဒီခေစခါကအဲ့ဒီကုံတရေးစခါဖြစ်တဲ့ထိုင်းနဲ့ဇာကစနာဘူရီဖူနာမရောနဲ့အဲ့ဒီကျွန်တော်တို့ဖဲချန်းကမြန်မာပြည်ဖဲချန်းကတို့ဝဲချီခီလာဆဲတွေ့တဲ့ကုံတရေးလာကြောင်းဖြစ်တဲ့စကားစားတွေ့တာအရေးကြီးဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဒီလမ်းကြောင်းကထိုင်း ကောင်တာရဲ့လမ်းကြောင်းလည်းဖြစ်တယ်။နောက်ဆုံးအရာကြတော့အဲ့ဒီဒိုဝဲရဲ့နိုင်စိတ်ကားစီမံကိန်းကိုရုရှားကသူတို့ကိုပေးလိုက်တယ်။ပေးလိုက်တဲ့အပေါ်မှာဒီဒိုဝဲရဲ့နိုင်စိတ်ကားကချီခီနဲ့စာနိုင်စိတ်ဆက်တဲ့လမ်းကြောင်းဖြစ်တဲ့အတွက်သူတို့ကစုံမနိုင်ဖို့အတွက်သူတို့ကအရေးကြီးတယ်။ပြီးတော့ဒီလုံချုံရဲ့အတွက်လည်းသူတို့ကဒီစီမံကိန်းကိုအကောင့်ထပ်ပေါ်တာ အပိုင်းမှာလွန်ချော်ရေးကအရေးကြီးတာပေါ့နော်ထီကီစကမ်းမှာစစ်ကောင်စီရဲ့ကန်ယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ကာယခါရဲ့နီးပြည်ဝနှင့်လက်အောက်ခံတပ်တွေချင်းလင်းတိုင်းခါလိုက်ရ203တပ်တွေကအင်အားတရာနီးပါးနဲ့ခုခံနေကြတယ်လို့သိရပါဗျ။ထီကီတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေတိုင်းလေကြောင်းပစ်ကူတွေကိုအဓိကထားတုံးနေတဲ့အတွက်ဒေသခံတွေထိုင်းဘက်ကိုထွက်ပြေးခိုလုံနေကြရပြီးထိုင်းဘက်ကလည်းလူသားချင်းစာနာမှုအကူအညီအချို့ပေးတယ်လို့သိရပါဗျ။ တိုက်ပွဲတွင်စစ်ကောင်စီတပ်သား90နီးပါးထိုင်းဘက်ခြမ်းကိုထွက်ပြေးခဲ့ပြီးထိုင်းဘက်ကမြန်မာပြည်ဘက်ကိုပြန်လွှဲပြောင်းပေးဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့စခန်းမကျရေးအတွက်ရိခါလမ်းကြောင်းစစ်ကူလမ်းကြောင်းတွေကိုထိုင်းဘက်ခြမ်းကကူညီပေးနေတယ်လို့ရေပြင်တော်လိုင်းကြီးတပ်တွေဘက်ကပြောဆိုမှုတွေရှိနေပေမဲ့ဒီချက်ပေါ်မှာ EOD ကတိကျအတိမပြုနိုင်သေးပါဘူး။ ခုလောလောဆယ်မှာကျွန်တော်တို့တော်လာရေးအဲ့ဒီစေရေးအရာကျွန်တော်တို့အဲ့ဒီစကားစကား type ထောဘောကအရေးကြီးတဲ့အခြေအနေရှိတဲ့ပြည်သူလူထုအလုံးပါဝင်ကုညီဖို့လည်းကျွန်တော်တိုက်တိုးရတဲ့ပြီးတော့တစ်ချိန်တည်းမှာလည်းတခြားနိုင်ငံကိုစကားစကားကုညီတာရှိတယ်လို့အဲ့ဒါကျွန်တော်တို့အတွက်လည်းအစိတ်ခေါမှုတစ်ခုဖြစ်တယ်ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူလူထုတရားလုံး ซูซี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 ลอนยซีซีลอนลงအဲ့ဒီလက်တွဲမဆွဲကျွန်တော်တို့အဲ့ဒီအောင်မြင်ပေါ့နော်ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကပဲထီခီစခန်းရဲ့9မိုင်ကျော်အကွာကထိထဗျူဟာကုန်းကို KNL နဲ့ပူပေါင်းတက်တွေကတင်ပိုက်ပြီးဗျူဟာမှုကိုလည်းအသေးဖမ်းဆီးရမိခဲ့ပါတယ်။ဒါ့အပြင်ထီခီဒေတာအတွင်းစစ်ကောင်စီရဲ့အခြေဆိုင်စခန်းတွေဖြစ်တဲ့ body scan ၊ငရက်နီစခန်း ုက္ခစကန်းနဲ့မေတ္တာစကန်းတို့ကြန့်ရှိနေပြီးအဲ့ဒီစကန်းတွေမှာလည်းတိုက်အင်အားတွေဖြစ်တင်းထားတယ်လို့သိရပါဗျာ။